ဒီအပအတွင် ANA မှသတင်းတချို့ကိုကျွန်တော်ခင်မောင်းကတင်ပြပါမယ်။ဒီဇင်ဘာ29ရက်2016နေ့ကရိုဟင်ဂျာအရေးကမ္ဘာလုံခြုံရေးကောင်စီကြားဝင်မှုငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေကတောင်းဆိုမြန်မာနိုင်ငံကရိုဟင်ဂျာမွတ်စလင်တွေရဲ့လူသားချင်းစာနာမှုဆိုင်ရာအကြံတဲကိုကြားဝင်ဖြည့်ဆင်းပေးဖို့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေကကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့အဖွဲ့ဝင်နိုင်ငံတွေကိုအိတ်ခွင့်ပေးစာရေးသားပြီးတောင်းဆိုလိုက်ပါတယ်။ ရန်ဂျာတွေအရေးနဲ့ပတ်သက်ပြီးနိုဘယ်ဆုရှင်23ဦးနဲ့နိုင်ငံသမားတွေအပါအဝင်စုစုပေါင်းလူပုဂ္ဂိုလ်23ဦးကလက်မှတ်ရေးထိုးပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီကိုကြာသပတေးနေ့ကအိတ်ဖွင့်ပေးစာစောင်းပေးပို့လိုက်တာဖြစ်ပါတယ်။အဲ့ဒီစာထဲမှာရခိုင်ပြည်နယ်မောင်နှောဒေသမှာမြန်မာစစ်အစစ်တပ်ရဲ့ထိုးစစ်ကြောင့်ရန်ဂျာရာပေါင်းများစွာတည်ဆုံပြီးနေအိမ်တွေမိရှုအမျိုးသမီးတွေအာဏာပြုချစ်ခံရတဲ့အကြောင်းနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေလည်းအဲ့ဒီဒေသကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေတွားရောက်ပေးခွင့်မရတဲ့အကြောင်း ဒါကြောင့်အဲ့ဒီဒေတာကိုနိုင်ငံတကာကူညီအဖွဲ့တွေသတင်းမီဒီယာတွေလိုလလတ်သွားလာခွင့်ရဖို့အတွက်ကုလသမဂ္ဂအနေနဲ့မြန်မာအစိုးရကိုတိုက်တွန်းစေလိုတဲ့အကြောင်းစသဖြင့်ဖော်ပြထားပါတယ်။ဒါပြင်ဒေါ်ဆန်းစုကြည်အနေနဲ့ရခိုင်ပြည်နယ်ကရ ेंजर လူနည်းစုတွေကိုနိုင်ငံသားအခွင့်အရေးတန်းလူပေးဖို့ပြက်ကွက်ခဲ့တယ်လို့လည်းငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေကဝေဖန်လိုက်ပါတယ်။အဲ့ဒီစာမှာလက်မှတ်ရေးထိုးထားတဲ့နိုဘယ်ဆုရှင်တွေထဲမှာအရှိတီမောသမရဟောင်းဟိုဆေးရာမုစ်ဟော်ဒါတောင်အာဖရိကဖုန်းတော်ကြီးဒက်စမွန်တူတူနဲ့ အသက်ငယ်ဆုံးညီငယ်ရင်းတို့ကိုဆိုရှင်ဖြစ်တဲ့ပါကစ္စတန်ကမာလာလာတို့ပါဝင်ပါတယ်။လုံရင်းကောင်စီအနေနဲ့ရွန်ဂျာအရေးကိုအရေးပေါ်အခြေအနေဖြစ်သတ်မှတ်ပြီးကုလသမဂ္ဂတွင်မှုချုပ်ကိုလာမယ့်ရက်ပိုင်းအတွင်းမြန်မာနိုင်ငံကိုဆင်လွတ်ဖို့လဲအဲ့ဒီပေးစာမှာတောင်းဆိုထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံသားရေးဝန်ကြီးဌာနကတော့တစုံတရာတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူးခင်ဗျာ။ဒီဇင်ဘာ29ရက်2016ကမ္ဘာသတင်းမီဒီယာတွေမှာ ဖော်ပြတဲ့မြန်မာနိုင်ငံရိုဟင်ဂျာများဆိုင်ရာသတင်းရိုဟင်ဂျာကိစ္စဟာဒေါအောင်ဆန်းစုကြည်ကိုကြာဆုံးသွားစေမလားဆိုတဲ့ကောင်းစင်နဲ့ Global Risk Insights ကအဆောင်မှာကိုဆက်လက်တင်ပြပါမယ်ရိုဟင်ဂျာကိစ္စကိုဖုံဖုံဖိဖိလုပ်နေတာဟာဒေါအောင်ဆန်းစုကြည်အတွက်ကြိုးရမ်းမော်လမ်းလျှောက်နေရတာနဲ့တူနေပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့နှုတ်ဆက်နေရတာကသူ့ရဲ့တိတ်ခါကိုထိခိုက်နေရပြီလို့ဆောင်းပါးကိုအစချီထားပါတယ် အော်ဘလာကိုရန်တွေကစားလို့ရခိုင်ပြည်နယ်ထဲကပြဿနာတွေပိုးပြီးတော့ကြီးထွားလာပါတယ်။အဲ့ဒီဒေသကမွတ်စလင်တွေအပေါ်ရက်ဆက်တဲ့လောရက်တွေရှိတယ်ဆိုပြီးကမ္ဘာသတင်းဌာနတွေကဖော်ပြခဲ့ကြသလိုတချို့ကဆိုရင်လူမျိုးရုံးတပ်ဖြတ်မှုတွေရှိတယ်လို့တောင်ဆူဆွဲပြောဆိုခဲ့ကြတာပါ။ဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းကဏ္ဍဟာဒီမိုကရေစီရဲ့မိရှုတစ်စောင်လူ့အခွင့်အရေးကိုကာကွယ်သူတစ်ယောက်အဖြစ်ကနေလက်တွေ့နိုင်ငံရေးသမားတစ်ယောက်အဖြစ်ကိုကူပြောင်းသွားပြီလို့တချို့ကျွမ်းကျင်သူတွေကသုံးသပ်နေကြတယ်လို့လဲဆောင်းပါးရှင်ကရေးသားပါတယ်။ လူဦးရေတန်တန်းလောက်ရှိတဲ့ရိုဟင်ဂျာတွေဒုက္ခရောက်နေတာတောင်အချိန်တွေတိုးတက်ကောင်းမလာအောင်ဒေါအောင်ဆန်းစုကြည်အနေနဲ့လှုပ်ဆောင်ပေးတာမျိုးမရှိသေးဘူးလို့ဆောင်းပါးရှင်ကဆိုပါတယ်။ဘုဒ္ဓဘာသာအများစုဖြစ်တဲ့မြန်မာနိုင်ငံမှာရိုဟင်ဂျာမွတ်စလင်အရေးဟာထိလွယ်ရှာလွယ်ကိစ္စဖြစ်ပါတယ်။တောအောင်ဆန်းစုကြည်လက်တလောအားစိုက်လှုပ်ဆောင်နေတာကတိုင်းပြည်မှာစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေတကာဖွင့်ပေးပြီးတော့နိုင်ငံရေးပြန်လည်တည်ဆောက်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းတောအောင်ဆန်းစုကြည်အနေနဲ့အစိုးရဖွဲ့ရာတစ်နှစ်တောင်မပြည့်သေးတဲ့အတွက်ဝေဖန်မှုတွေစုံနေသေးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်လက်တွေ့မှာတအောင်ဆန်းစုကြည်အနေနဲ့ရခိုင်အရေးတာမကကင်တွဲဖြည့်ရှင်းရမယ့်ပြဿနာတွေအများကြီးရှိနေပါတယ်။ဒီထဲမှာတိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေနဲ့အစိုးရစစ်တပ်ကြားအပြစ်ရငြိမ်းချမ်းရေးတိဆောက်ဖို့ကလည်းတစ်ခုအပါဝင်ဖြစ်တယ်လို့យေတာထားပါတယ်ရှင်။မလေးရှားနိုင်ငံကရခိုင်ဒေသကိုအစားအသောက်ရိတ်ခါတွေတင်ပို့မဲ့တင်ပေါ်အုပ်စုကိုမြန်မာရေတပ်ကတတ်ခိုက်နိုင်သလားဆိုပြီးတော့ AR online ကយေတာထားတာကိုဆက်ပြီးတော့တင်ပြလိုပါတယ်။ ပြဿနာဖြစ်နေတဲ့ရခိုင်ဒေသပူရီတောင်မောင်လောမြို့နယ်တွေကိုအကူအညီတွေပေးဖို့တင်မောတွေဆီလုပ်မယ်ဆိုရင်ပြန်လည်ဖို့တတိပေးတာတားမြစ်တာအတင်းကျပ်ပိတ်ဆို့တာမျိုးတွေဖြစ်လာနိုင်တယ်လို့သမရယုံပြောခွင့်ရသူဦးစောထေးကပြောပါရယ် မလေးရှားနိုင်ငံကအစိုးရအဖွဲ့အစည်းတစ်ခုမဟုတ်တဲ့မြို့ပေါင်းအဖွဲ့တစ်ခုဖြစ်တဲ့ Malaysia Consultative Council of Islamic Organization MAPIM ကမြန်မာနိုင်ငံရခိုင်ဒေသက Rohingya မွတ်စလင်တွေကိုအကူအညီတွေပေးရေးအစာအသောက်ဆန်ဆေးဝါးနဲ့တခြားအသုံးဆောင်ပစ္စည်းတန်ချိန်နေရာကိုတင်မော်တွေနဲ့ဇန်နဝါရီလ10ရက်နေ့မှာပို့ဆောင်မယ်လို့ပြောဆိုနေပါတယ်။ မြန်မာအစိုးရကိုဘာမှအကြောင်းမကြားဘဲနဲ့လှုပ်ဆောင်လာရင်တော့ဒါဟာမြန်မာနိုင်ငံရဲ့အမားမဖြစ်နိုင်တဲ့အကြောင်းမြန်မာရှေ့တက်ကအဲ့ဒီတင်မောတွေပြန်လှည့်သွားအောင်အကြောင်းကြားမှာဖြစ်တယ်ဒါမှမဟုတ်လဲအင်အားသုံးပြီးတော့နောက်ကြောင်ပြန်လှည့်စေမှာဖြစ်တယ်ဆိုပြီးတော့ဦးစောထေကပြောကြောင်းရေးသားထားပါတယ်ပါသာရေးကိုခုရုံမလုပ်ဖို့အုတ်ချုပ်တဲ့အစိုးရအပေါ်လိမ့်စားမှုရှိဖို့နဲ့အမှန်တကယ်ကုညီထောက်ပံ့မှုရည်ရွယ်ချက်ကိုတုံ့တက်ဖို့လိုပြီးတော့ပြည်ထနာကိုမိထုံးမရှာဖို့တိုက်တွန်းတဲ့အကြောင်းစသဖြင့်ရေးသားထားတာကိုနောက်ဆုံးတင်ပြလိုက်ရပါရစေ။ ရိုဟင်ဂျာတွေကိုမြန်မာရဲတွေကဥပဒေနဲ့အညီစီစစ်နေပုံဟိုဟိုကန်နေတယ်ညဟိုကန်နေတယ်ဟိုကန်နေတယ်ဟုတ်ကဲ့ 喂，哎，兄弟，下我走喂，那我走啊，啊。老老老老老老我喂，是不是？去了，马上开好，开 လို့ဒါကိန်းကတော့ဒါစီဒါမျိုးပြန်လာဟဲ့ဟိုခေါ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 နေကြဆောင်ရဲများနှင့်နတ်တလရွာသားများကရိုဟင်ဂျာများထံမှလူရဲထားသည့်ပစ္စည်းများကျွဲနွားတရိษံများကိုပြန်လည်ရောင်းချလျက်ရှိမောင်းတော်မျိုးနှင့်မြောက်ပိုင်းတွင် စစ်တပ်နှင့်နေကြဆောင်ရဲတပ်ဖွဲ့တို့သည်ကြယ်ရိုးပြင်ငါစာချူပြောင်းပိုက်ဥရှိကြစင်သေးပြင်ဇေဒီပြင်ဒိုးတန်းကြားကောင်းတောင်ရေခဲချောင်းခွဆုံဓာချီစာပွင့်ဖြူချောင်းမျောတောင်ရေတွင်းကျွန်းဖားဝစ်ချောင်းမောင်နှမဝါပိတ်ကြီးကန်းပြင်စာဒီကျေးရွာများသို့နာတလာရွာသားများနှင့်မကြာခဏဝင်ရောက်၍ရိုဟင်ဂျာအမျိုးသားများကိုရိုက်နှိုက်မောင်းထုတ်ခါ စစ်သားများကအမျိုးသမီးများကိုမဒိန်ချင်းနေချောင်းဆောင်ရဲများနှင့်နတ်တလရွာသားများကလူရဲ့ဖြက်စီးခြင်းများပြုလုပ်ခဲ့သည့်အပြင်ကျွဲနွားစိတ်ကျက်ဘဲများကို ယူဆောင်သွားခဲ့သည် လူရဲ့ခဲသမျှပစ္စည်းများနှင့်ကျွဲနွားတလိษံများကိုနတ်တလရွာများတွင် စုဆောင်ထားခဲ့ပြီး ယခုအခါနတ်တလရွာများမှတဆင့်ဘူးသီးတောင်တောင်ပြိုလက်ဝဲနှင့် မောင်တော်မြို့ရှိစင်ခြေဖုံးရောက်ွက်များသို့တဲယူသွားပြီးရောင်းချလျက်ရှိကြောင်းသတင်းရရှိပါသည်ကြီးကားပြင်းဝါဘိတ်ကြီးရွာများမှလူရဲယူဆောင်သွားခဲ့သည့်ကျွဲနွားစိတ်များကို အောင်သားယာအောင်မင်္ဂလာရွှေတောင်ရွာသားယာစသည့်ကြီးရွာများတွင် စုဆောင်ထားခဲ့ပြီးယခုအခါမြို့ပေါ်နှင့်စင်ခြေဖုံးကြီးရွာများသို့ယူဆောင်သွားပြီးရောင်းချလျက်ရှိကြောင်းဒေသခံများက RB News တို့ပြောသည် မြို့မှကညင်တန်းကျေးရွာစည်းတွင် ရောင်းချနေသည့်အသားများမှယင်းကျေးရွာအုပ်စုဒဲလ်ဖာယာခရိုင်အုပ်ချုပ်ရေးမှူးယုံဤမြောက်ဖက်မှဦးရှော်ဖစ်ဦးဣဆာဘာဦးအီလီယပ်စ်တို့အဖွဲ့ကနာတလာရွာသားများမှဝယ်ယူ၍ရောင်းချနေခြင်းဖြစ်သည်ဟုဆိုသည်ကျေရိုးပြင်ငါစာကျူးပြောင်းပိုက်စင်သေးပြင်ဇေဒီပြင် ကျွန်းကောင်းကြိုက်ချောင်းဒိုးတန်းဦးရှိချကြောက်ကောင်းတောင်း ရေတွင်းကျွန်းရေခဲချောင်းခွဆုံပွင့်ဖြူချောင်းဓာကြီးစာစားသောကြေးရွာများမှလူရွက်သွားခဲ့သည့်ကျွဲနွားစိတ်များကို လောင်းတုံနတ်တလာရွာကံပြင်းစံပယ်ပင်ရင်ရွက်ညိုတောင် ရခိုင်ရွာစသည့်ရခိုင်ရွာများနှင့်နတ်တလာရွာများတွင် စုဆောင်းထားခဲ့ပြီးဘူးဒီတော်မြို့နယ်ဖုံညိုလိပ်ကြေးရွာသို့တည်ဆောင်သွားကာတာတာလိုင်းစင်သမားများကို ရောင်းချခဲ့ကြောင်းသိရှိရသည် တာတာလိုင်စင်သမားကဘူးဒီတော်အရှိပိုင်းနှင့်မြောက်ပိုင်းရှိကျေးရွာများသို့ထပ်ဆင့်ဖြန့်ဝေရောင်းချလျက်ရှိသည်ဟုဒေသခံများကပြောပါသည်ကျွဲနွားတရိษာများကိုတောင်ပြိုလက်ရာကျေးရွာအုပ်စုတို့လည်းတယ်ဆောင်သွားပြီးယင်းကျေးရွာမှဦးဟာရှင်ဘဦးအဗ္ဒူလ်ကော်ရင်ဦးမမဒူလ်ဟောက်ဘဦးအဘူဆူဖီယန်ဦးဥစမန်ဘဦးရှမ်ရှူဦးအဘူလ်ဟူဆိုင်ဘဦးအာရီဖူလာ ဥအာရူဖ်အာမတ်ဘာဥအဘူဆူဖီယန်တို့ကိုရောင်းချခဲ့သည်ဝယ်သူများကနေဆတ်မိုင်းတိုင်း34နှစ်35တို့မှတဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပို့ဆောင်ရောင်းချလျက်ရှိကြောင်းယင်းကျေးရွာမှဒေသခံများက ပြောပါသည် ရွှေညိုတောင် ရခိုင်ရွာတွင် စုဆောင်ထားခဲ့သည့်ကျွဲနွားစိတ်များကိုတရဲအုပ်ကျေးရွာအုပ်စုတောင်ရွာမှဥအာရူဖ်ဘာဥဆလာမတ်ဥလ္လာအရောင်းချခဲ့ပြီး ၎င်းကတရဲအုပ်ခြေရွာတွင် အသားများရောင်းချခဲ့သည့်အပြင်ကြောက်လှေကဇင်ပိုင်ညာမင်္ဂလာကြီးခြေရွာများသို့အကောင်လိုက်တယ်ဆောင်သွား၍ရောင်းချခဲ့ကြောင်းသိရှိရသည် မောင်တော်မျိုးပေါ်သို့ရောင်းချခဲ့ခြင်းလည်းရှိသည်ဟုဒေသခံများကပြောပါသည်